မြန်မာအိန္ဒိယနယ်စပ်သခိုင်းတိုင်းတမူးမြို့နယ်နမွန်တာကျွာကိုအော်တိုဘာ22ရက်နေ့ကစစ်ကြောင်းထိုးလာတဲ့ဆိုးစုတက်ချင်းမုံတိုက်ခိုက်ခံရပြီးတော့နမွန်တာကျွာကိုပြန်လည်ထိန်းချုပ်လိုက်တယ်လို့ဒေသခံသတင်းမြစ်တီကပြောပါတယ်။တမူးမြို့နယ်6မိုင်ခန့်အကွာမှာရှိတဲ့ကလေးတမူးလမ်းမကြီးဘေးမှာတရှိတဲ့ပန်းတာကျွာမှာတဆွဲထားတဲ့ဆိုးစုတွေဟာအော်တိုဘာ22ရက်နေ့မှာနမွန်တာကျွာကိုစစ်ကြောင်းထိုးဝင်ရောက်ခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒီစစ်ကြောင်းနဲ့တော်လိုင်းတက်တွေတိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ဲ့ဒီနေ့ညနေပိုင်းမှာပဲတော်လိုင်းအင်အားစုတွေကပြန်လည်ထိန်းချုပ်နိုင်ခဲ့တာဖြစ်တယ်လို့စစ်ရေးသတင်းမြစ်တို့ကပြောပါရတယ်။အဲ့ဒီတိုက်ပွဲတွေမှာဆုံးစုတသားတချို့အသေးပြောက်ရှိပြီးတော့လက်နက်တချို့ကိုလည်းသိမ်းဆည်းရရှိခဲ့တယ်လို့ဒေသခံတွေရဲ့ပြောဆိုချက်ကိုတော့ MP အနေနဲ့တိကျအတိမပြုနိုင်သေးပါဘူး။တမူးမျိုးနယ်တွင်မှာစောစုတက်တွေကကလေးတမူးကနေလမ်းကြောင်းတစ်ကြောင်းတမူးမျိုးနယ်ပန်းသာကျွရကနေစစ်ကြောင်းတစ်ကြောင်းဝင်ရောက်နေပြီးတော့စစ်ကြောင်းနှစ်ကြောင်းအနက် တမူးမြို့နယ်ကနမ်မော်တာကျွရစုပ်စုစစ်ကြောင်းကိုချေမုံတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။လက်ရှိချိန်မှာတော့စုပ်စုတပ်တွေကပန်းသာကျွရကိုပြန်လည်ဆုတ်ခွာသွားပြီးတော့လက်နက်ကြီးနဲ့ရန်ကားပစ်ခတ်နေသလိုကလေးမြို့လမ်းမကြီးကနေထိုးတဲ့စုပ်စုစစ်ကြောင်းကတော့စော်ပွားရင်ရှင်ကျွရအနီးမှာရက်တန်နေတယ်လို့ဒေသခံတွေကပြောပါတယ်။စစ်ကြောင်းတွေဝင်ရောက်နေရကြောင်းကလေးတမူးလမ်းမကြီးပဲကျွရတွေကဒေသခံ2000ကျော် တောတောင်တွင်စပေးတိတ်ရှောင်နေရကြောင်းစေးဝါးနဲ့အစာတောက်တွေပြက်လက်နေရလို့စစ်ရှောင်ရေးကူညီနေသူတွေကပြောပါတယ်။